ကမ္ဘာမှာလက်ရှိနိုင်ငံတွေအချင်းချင်းကြားပဋိပက္ခတွေကြောင့်အယက်သားပြည်သူတွေထိခိုက်ရမှုတွေကိုရှော့ချနိုင်ဖို့လိုပေမဲ့စစ်မှတ်ပဋိပက္ခတွေကတနေရာပြီးတနေရာဆိုသလိုပေါ်ပေါက်နေတာပါအခုဆက်ပြီးစီရေးပဋိပက္ခသတင်းဆောင်မတစ်ပုဒ်ကိုတင်ဆက်ပေးကြပါတယ်ယူကရိန်းစစ်ပွဲစတင်ခြင်းကစပြီးမော်စကိုမြို့ဟာအခုသတင်းပတ်တွင်မှာယူကရိန်းဘက်က drone တွေနဲ့တိုက်ခိုက်တာကိုအများဆုံးခံခဲ့ရပြီးတော့ဒီတိုက်ခိုက်မှုကြောင့်၃ယောက်သေဆုံးပြီးတော့၁၈ယောက်ဒဏ်ရာရသွားခဲ့ပါတယ် ဒါပေမဲ့မော်စကိုမြို့မှာနေတဲ့သူအတော်များများကတော့စစ်ဖြစ်နေတာကိုလစ်လျူရှုထားဖို့ကြိုးစားနေကြပါတယ်။တချိန်တည်းမှာပဲအတော်များများကတော့ရုရှားအစိုးရနဲ့အမေရိကန်အစိုးရကြားကဆွေးနွေးမှုတွေကနေငြိမ်းချမ်းရေးရဖို့မျှော်လင့်နေကြပါတယ်။ရုရှားဘက်ကအဓိကရည်မှန်းချက်ကတော့သူတို့အင်အားသုံးသိမ်းယူထားတဲ့နယ်မြေတွေနဲ့နယ်နိမိတ်စီးအစ်စ်ကိုနိုင်ငံတကာကအတိအမှတ်ပြုဖို့ဖြစ်တယ်လို့အာနာဘိုင်တွေကပြောပါရယ်။ Ясно, что здесь будет ကဘကျွန်တော်တို့နဲ့ယူကရိန်းအစိုးရကြားမှာနှစ်နိုင်ငံသဘောတူညီစာချုပ်ချုပ်ဆိုရမယ်ဆိုရင်တော့ရှင်းပါတယ်အဲ့ဒါကတော့ငြိမ်းချမ်းရေးသဘောတူစာချုပ်ဖြစ်ပြီးအဲ့ဒါကရုရှားနယ်နိမိတ်အသစ်နဲ့ဆိုဗီယက်ပြည်ထောင်စုအလွန်ယူကရိန်းနိုင်ငံရဲ့နယ်နိမိတ်အသစ်ကိုတရားဝင် ဖြစ်စေမှာဖြစ်ပါတယ်အခုလိုအခြေအနေတွေကြောင့်နဖတ်ပရိပခတွေအဆုံးမတက်ခင်မှာကိုပဲအနာဂတ်မှာနယ်မြေတွေပို့ပြီးရလာမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ မော်စကိုမှာရှိတဲ့သူအတော်များများကအခုကလေးကအောင်ပွဲခံနေကြပြီဖြစ်ပါတယ်။တရားရည်နဲ့ပိုက်ပြတာ။တို့မော်စကိုဒါကတကယ်အောင်ပွဲပါ။ရှမ်ပိန်ဖွင့်ပြီးအောင်ပွဲခံနိုင်ပါတယ်။ဘလို့မှမရှုံးနိုင်ပါဘူး။ရုရှားအနေနဲ့ထိုးစစ်တွေကိုဆက်ပြီးတော့လုပ်ရမှာပါ။ဘာကြောင့်လဲဆိုတော့ဘသူကမှအမေရိကန်ရဲ့ရည်မှန်းချက်ကိုမဖြတ်ပါဘူး။သူတို့ကကျွန်တော်တို့ကိုကြောက်ပါတယ်။ဒါပေမဲ့သူတို့ကသူတို့ရဲ့ကမ္ဘာအင်ပါယာကြီးတိဆောက်ဖို့စိတ်ကူးကိုစွန့်လွတ်လိုက်တာမဟုတ်ပါဘူး။ ရုရှားယူကရိန်းစစ်ပွဲ၃နှစ်ကျော်ကြာလာပြီးတဲ့နောက်မှာတော့ရုရှားဘက်ကတည်ဆုံးသူက၉၀၀ခွဲကျော်တယ်လို့တရားလွတ်လပ်တဲ့မီဒီယာဇိုနာသတင်းဌာနကဖော်ပြပါတယ်။အခုလိုတည်ဆုံးမှုတွေရှိနေပေမဲ့လည်းရုရှားအစိုးရကတော့စစ်ပွဲကိုဆက်ပြီးတော့တိုက်နေသေးဖြစ်ပါတယ်။ရုရှားသမ္မတဗလာဒီမီယာပူတင်ကတည်ဆုံးသွားတဲ့ရုရှားစစ်သားတွေရဲ့အမေရိကန်နဲ့ဇနီးတွေနဲ့တွေ့ဆုံမှုအတွင်းရုရှားအနေနဲ့အလျှော်ပေးသွားမှာမဟုတ်ဘူးလို့ပြောပါတယ်။ ကျွန်တော်တို့ဘက်ကတော့ရှော့မှာမဟုတ်ပါဘူးကျွန်တော်တို့နိုင်ငံရဲ့ငြိမ်းချမ်းရေးကိုအာမခံမဲ့ကျွန်တော်တို့နဲ့ကိုက်ညီမဲ့ကဘာကြီးကိုကျွန်တော်တို့ဘာသာကျွန်တော်တို့ရွေးချယ်ရမှာဖြစ်ပါတယ်ရုရှားသမ္မတပူတင်ကိုဝေဖန်တဲ့သူတွေကတော့ရုရှားအစိုးရအနေနဲ့အလျှော်ပေးလိုက်ရောမှုတွေလှုပ်လာနိုင်ကြောင်းဒါမဲ့လည်းသူတို့သိမ်းပိုက်ထားတဲ့နေပြည်တော်ဆိုင်မှုတွေကိုလက်လွတ်လိုက်ဖို့ဆိုတာကတော့မဖြစ်နိုင်ဘူးလို့ ရုရှားရေးလေလာတုံးသက်တဲ့ရေတော်အဖွဲ့ရဲ့ညွှန်ကြားရေးမှူးကပြောပါတယ်။ Компромиссы могут заключаться и быть представлены на каких-то других вопросах. စစ်ပွဲပြီးတဲ့နောက်မှာတော့ယူကရိန်းရဲ့လုံခြုံရေးကိုဘယ်လိုဖွဲ့စည်းတည်ဆောက်သွားမလဲဆိုတာတွေနဲ့ဆက်ဆက်တဲ့တခြားကိစ္စရပ်တွေမှာတော့အပေးအယူလုံညှိနှိုင်းမှုတွေဖြစ်နိုင်ပါတယ်။ယူကရိန်းရဲ့လုံခြုံရေးပုံစံသစ်ဖွဲ့စည်းတဲ့ကိစ္စမှာဘာတွေလုပ်လို့ရနိုင်တယ်မရနိုင်ဘူးဆိုတာကိုပြောဖို့အတွက်ရုရှားအစိုးရကပါချင်ပါတယ်။ အမေရိကန်နဲ့ယူကရိန်းတာဝန်ရှိသူတွေဆော်ဒီအာရေဗျမှာတွေ့ဆုံဆွေးနွေးပြီးတဲ့နောက်မှာတော့ရုရှားဘက်ကလည်းအမေရိကန်တာဝန်ရှိသူတွေနဲ့ဆွေးနွေးဖို့လိုလားနေကြပါတယ်။အမေရိကန်အထူးသံတမန်ရုရှားကိုလာနေပြီးတော့ညီနိုင်းဆွေးနွေးမှုတွေလုပ်သွားမှာဖြစ်တယ်လို့ရုရှားသမ္မတရုံးကဒီနေ့ကြာသပတေးနေ့မှာပြောကြားထားပါတယ်ခင်ဗျာ။